အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါကျမတို့ channel လေးကနေဖျက်ပြသွားပြီးမဲ့စာအုပ်လေးကတော့ရမဖြစ်တော့ငင်းချင်ရေးဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဦးမြင့်ချိုရေးသားထားပြီးတော့ The Story Project ကနေထုတ်ဝေထားတာဖြစ်ပါတယ်ရှင်။တစ်ခါတုန်းကတိတ်ခိုကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်ရှိတယ်။အပင်ကြီးစီမားနေဖို့ကြီးမိသားစုနဲ့ဗျာမိသားစုရောက်လာကြတယ်။အပင်ကြီးမားခွဲဝေနေရမှာမို့မိသားစုနှစ်စုဟာနေရာလူရမဲ့အရေးကို ချိုးတွေးပြီးစိုးရိမ်နေကြတယ်ဖေဖေမေမေကြီးတွေနဲ့ဖေဖေမေမေဘိုင်းတွေအစာရှာထွက်ကြတော့ကြီးမာလီနဲ့ဘိုင်းတီလေးဟာပြင်းပြီးကြံခဲ့တာပေါ့ငှက်ကလေးနှကောင်ဟာတငယ်ချင်းဖွဲ့ပြီးတော်တယ်လျှောက်လေကြတယ်ဟောဟိုမှာစင်ကြီးနဲ့ကြားကြည့်ပါလားလမ်းချင်းချင်းလေးမှာ သူတို့ရင်ဖြစ်တော့မယ်စင်ကြီးနဲ့ကြားကြည့်ဟာတအူးနဲ့တအူးလမ်းဖယ်ပေးကြတယ်ငှက်ကလေးတွေအံ့ဩရပြီစင်ကြီးကရှင်းပြတယ် အင်အားချင်းတူပေမဲ့အစာမတူတဲ့အတွက်ရန်ဖြစ်เสียမလို့ဘူးကလေးတို့ရဲ့လမ်းချင်းမှာဆုံတော့လေအချင်းချင်းလမ်းဖက်ပေးလိုက်ရင်ပြီးတာပါပဲငါကလေးတွေအတွက်တွေးเสียပါသူတို့မောလို့နားနေတော့အတန်လေးတွေကြားရတယ်ចောင်းမကြီးကကျုပ်ကလေးကိုနှုတ်တိုက်နေပါလားចောင်းမကြီးကပြောတယ်ငါကလေးတွေလည်းပျောက်သွားတယ်ဒီကြွက်လေးမှလည်းအမေမရှိဘူးဒုက္ခရောက်သူကိုကူညီရမယ် မျက်လေးတွေကတော့အံ့ဩနေရတော့တယ်။တနေရာရောက်တော့ဟောဥခွေးကြီးပါလား။ဘာလုပ်နေပါလဲ။ဥခွေးကြီးကသူ့အစာကိုကြောင်ပိစီစားဖို့ကျွေးနေတယ်လေ။ဥခွေးကြီးရှင်းပြတယ်။ကြီးသူကငယ်သူကိုညှန်တာရမယ်ကလေးတို့ရဲ့။ငှက်လေးတွေတိသွားကြတယ်။အင်အားချင်းတူတိုင်းရင်ပြစ်စရာမလိုတာရဲ့။ဒုက္ခရောက်သူကိုကူညီရမယ်ဆိုတာရဲ့။ကြီးသူကငယ်သူကိုညှာရမယ်ဆိုတဲ့အချက်၃ချက်ကိုပေါ့။ ငါတို့လည်းတစ်ပင်ကြီးမှာအတူတူနေကြရင်တင့်တင့်မြတ်မြတ်သာရှိမယ်ဆိုကုထက်ပူပြော်ရမှာပဲမမေတို့ဖေဖေတို့ကိုပြောပြရမယ်ခုဆိုဗျိုင်းတွင်နေကြီးတွေဟာတစ်ပင်ကြီးကိုအမိတဟဲပြုတ်ရင်ပျော်ရွှင်စီလုံးစွာနေထိုင်ကြပါပြီပုံမြင်လေးကတော့ဒီလောက်ပါပဲရှင်။ဆုံးထိနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။